ီနေ့အိဆဲထဲမှာတွက်တာလေး percentage တွက်တာလေးကိုပြပြမယ်အဲ့တော့ percentage တွက်မယ်ဆိုရင်ရာခိုင်နှုန်းတွက်ချင်တယ်နော်ရာခိုင်နှုန်းတွက်ချင်ရင်ចောင်းသားပုံမဲ့ဆိုရင်ចောင်းသားတွေရဲ့ရာခိုင်နှုန်းပေါ့ attendance ဘယ်လောက်ရှိတယ်လေပုံမှန်ចောင်းတက်တာចောင်းတက်တဲ့ရာခိုင်နှုန်းဘယ်လောက်ရှိလဲဒီလိုရှားတင်တယ်ဆိုရင်လောစေ great နော်ចောင်းသားရဲ့တက်တဲ့ចောင်းသားရှိရဲ့ total ပေါ့လူကြီးရေအတွက်ပြီးတော့ရင်သူတက်တဲ့ attendance now absent ဘယ်လောက်လဲနော် ဒါလေးတွေကိုရှားခြင်းပဲရှားတဲ့အခါမှာ attendance ရဲ့ percent attend အဲ့လိုရှားမယ်ဆိုရင်ဒီ grade ထဲမှာကဆိုပါစို့ grade က grade 10 grade 10မှာတက်တက်လူကြီး900ရှိတယ်အဲ့တော့တက်တက်လူကြီး900မှာတိုတယ်ចောင်းသားအကြီးအတွက်900 900မှာမှတက်တက်လူကြီးอ่ะ 450ဒါဆိုရင် absent ကဘယ်လောက်လဲ absent ဆိုရင်ပုံမဲ့ဆိုရင် total တဲ့က attend ကိုနှုတ်လိုက်ရင် absent ရမယ်ပေါ့အဲចောင်းသားအရေးအတွက်900တဲ့ကတက်တက်လူကြီးနှုတ်ရင် absent ရမယ်အဲ့တော့ဒါပုံမဲ့အတိုင်းရှိမှသင်ဘူးတယ် equal total က900ပြီးတော့ရင်အနှုတ်နောက်ဒီဘက်က450ဒါဆိုရင် absent က50ရှိမယ်ဒါပေမဲ့တွက်ချင်တာရခိုင်နှုတ်တွက်ချင်တာ attend percent တွက်လို့ရမယ်နောက်က absent percent တွက်လို့ရမယ် အဲ့တော့ attend ကို percentage နဲ့လိုချင်တယ်လိုချင်တယ်ဆိုရင်တော့ equal equal ရပြီးသွားရင် तू တက်တဲ့ရနှောင်းကဘယ်လောက်ရှိလဲ450ဒါဆိုရင်450ရှိတဲ့အကွက်ကိုကလစ်နိုင်မယ်ပြီးရင်ရာခိုင်နှုန်းတွက်ချင်တာဖြစ်တဲ့အတွက်အမြောင်တရားရာခိုင်နှုန်းပြီးရင်သူ့ကိုစားရမယ်အစားဘာနဲ့စားမလဲဆိုတော့ total နဲ့စားမယ် total ကလူကြီး900ရှိတဲ့အတွက်900နဲ့စားမယ်အန်တက်ခေါက်ကြည့်ဆိုရင်0.9သူ့ percentage တကယ်တည်းမြင်ကျင်တာဖြစ်တဲ့အတွက်ဒီအပေါ်ပါဆန်လေးကိုနှိပ်လိုက်ဒါဆို90%တက်တယ်ပေါ့တက်တဲ့ရာခိုင်နှုန်းဒီ90%အဲ့ဒီအချိန်မှာဒီနားလေးမှာပြန်ကြည့်မယ်တက်တာကိုသူက900လို့ပြင်လိုက်မယ်တက်တာ900ပြင်လိုက်လို့ enter ခေါက်လိုက်ဒီမှာတက်တဲ့နှုန်းက100ဖြစ်သွားတယ် absent ကဒီမှာ0ဖြစ်သွားပြီနော်တက်တဲ့ရာခိုင်နှုန်းက350 enter ခေါက်ဒါဆိုရင် absent က150သူ့ရဲ့ဒီဘက်မှာပါလို့ဆိုရင်တက်တဲ့ရာခိုင်နှုန်း90 အဲ့တော့သူကရာဂိုင်းနှုန်းတက်တဲ့ရာဂိုင်းနှုန်းရှာလို့ရတယ်လို့နောက်တစ်မျိုးက absent absent ပါစံရှာခြင်းနဲ့ absent ဆိုလည်းတလို့ပဲ equal equal absent ပြတ်တဲ့နှုန်းကဒီမှာအယောက်က150ရှိတာ哦ဒါဆိုပြတ်တဲ့150အဲ့ဒါကိုဘာနဲ့မျှမလဲရာဂိုင်းနှုန်းရှာမှာပြတ်တဲ့အတွက်အမြောက်တရားရာဂိုင်းနှုန်းတရားရာဂိုင်းနှုန်းနည်းနဲ့သွားမယ်ပြီးရင်အစား ဘာနဲ့စားမှလဲတိုတဲဥယျာ900ရှိတဲ့အတွက်တိုတဲဥယျာ900ဟိုကလင်းနေပြီအန်တက်ခါပဲဒါဆိုရင် absent က0.3ပါဆန့်တင်ဂီတာလိုချင်တဲ့အတွက်ပါဆန့်လေးနှုတ်လိုက်ဒါဆိုတက်တာက90 absent က30အဲ့တော့တိုတဲ900ရှိတယ်တိုတဲ900ရှိတဲ့အထဲမှာ absent ကိုတွားတက်တာကဘယ်လောက်ရှိသွားမလဲဆိုရင်တက်တာက400နဲ့မှ80အန်တက်ခါ ။ဒါဆိုဒီဘက်မှာ480ခောက်တာနဲ့တက်တယ်က96ပြီးရင် absent ကလည်း auto နှုတ်ပြီးသားဖြစ်သွားတယ်20။ဒါဆို absent ရတော့4%เนาะဒီလိုပုံစံလေးတွက်လို့ရတယ်။ဒါလေးကိုစာလေးပြန်ကျင်းကြည့်ပါဦး။ဒီကောင်စီအဓိကမှတ်မှာဒီ percentage ရတာလေးကိုတွားချင်တာ။ percentage ရရင်ကဘယ်လိုတွက်မလဲဆိုတဲ့ပုံမှာ multi ပြီးတော့ညောက်တာเนาะ equal ပြီးရင်ကိုတွက်ချင်တဲ့အတန်းဆိုရင်အတန်းကိုတွားမယ်။လူရည်ရည်တွေပြီးရင်အမြောက် အဆန့်ရှာတင်တာဖြစ်တဲ့အတွက်တရားရခိုင်နှုန်းပြီးရင်စားပေးရမယ်သူရဲ့ total ဥယျာဉ်900ဆို900ပြီးရင်အန်တာကဒီနည်းနဲ့တွက်ပြီးလို့ရတယ်ဆိုရင်ဒီကောင်လေးကိုရခိုင်နှုန်းမြင်ကျင်တဲ့အတွက် active set ထားပြီးတော့နှိပ်လိုက်ရင်ဒါ96ရခိုင်နှုန်းဒါလေးပြန်ဆန်းကြည့်ပါဦးအဆင်ပြေပါပါ